စစ်ကောင်စီကစီစဉ်ကျင်းပခဲ့တဲ့ Peace Forum 2025ဆွေးနွေးပွဲကနိုင်ငံအတွက်တကယ်ရောအလုပ်ဖြစ်နိုင်ပါသလားသူတို့အဓိကဆွေးနွေးခဲ့ကြတဲ့ရွေးကောက်ပွဲကရောစစ်တပ်အတွက်ထွက်ပေါက်ဖြစ်လာနိုင်သလားဆိုတာနဲ့ပတ်သက်လို့စိုးသူအောင်ကသတင်းပေးပို့ထားပါရရှင်အနာဒိစကောင်စီကဥဆောင်ပြီးနေပြည်တော်မှာကျင်းပခဲ့တဲ့ Peace Forum 2025ကနေရွေးကောက်ပွဲငြိမ်းချမ်းရေး နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြံပြုချက်ပေါင်း120လောက်ရခဲ့တယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်ခန်ကပြောပါရယ်ပြည်ပခရောကြည်ကြီးနဲ့အပြစ်ခတ်ရစဲကြီးရွေးကောက်ပွဲအောင်မြင်စေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအသွင်ကူပြောင်းရေးကိစ္စနဲ့လူသားစာနာကိစ္စရပ်တွေကိုဆွေးနွေးအကြံပြုခဲ့ကြတယ်လို့ဆိုပါရယ်ရရှိလာတဲ့အကြံပြုချက်တွေကိုစစ်တပ်ကဖွဲ့စည်းထားတဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ညီညာရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီ NFPNC ကနေပြန်လည်စစ်ဆစ်ပြီးမှစစ်ကောင်းဆောင်စီကိုထပ်ပြီးတင်ပြသွားမယ်လို့ဗိုလ်မှူးကြီးဝန်နောက်အောင်က ပြောပါတယ်။ဒီဖိုရန်ကနေရလာတဲ့ဆွေးနွေးချက်တွေကမြေပြင်မှာအမှန်တကယ်အလုပ်ဖြစ်ပါမလား။ဒီကိစ္စရင်နဲ့ပတ်သက်လို့ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ဒေါ်စောမြရာစာလင်းကအခုလိုပြောပါတယ်။ဟိုကျမတို့အနေနဲ့ပြောနိုင်တာကတော့ NCA နှစ်ပတ်လည်ဆင်းနည်းမြောက်မှာဆိုလို့ရှိရင်ဒီလိုဖော်ရန်ဂျီတို့ကိုဆက်ပြီးတော့မှကျမတို့ ဟိုလောက်ဆောင်ဖို့အတွက်ကိုဟိုဝင်ဝင်နေနေတဲ့ NS နဲ့ဒီကောင်ဆောင်များကဂတိကဝတ်တွေပြုတယ်ဒီလိုရထားတဲ့အချက်တွေဟာဆိုလို့ရှိရင်စာရွက်ပေါ်မှာထိရှိပဲရှိနေမှာမဟုတ်ဘူးဒီရထားတဲ့အချက်တွေကိုကျွန်တော်တို့မူရှိအောင်ပေါ်ဝချအောင်ကျွန်တော်တို့လုပ်ဖို့ခန္ဓာအပြည့်အဝရှိပါတယ်ကျွန်တော်တို့ဂတိမဖြစ်ပါဘူးဆိုတဲ့စကားတွေကိုဒီမှာတို့ဒီလာဒီဆွေးနွေးပွဲပေါ်တိုင်းကိုကြွားရလာကြတဲ့အပြည်ပြည်ကပုံပေါ်များအားလုံးကို အခိုင်အမာပြောတာရှိတယ်။ဒါပေမဲ့ဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းကတော့လုပ်ငန်းအပေါ်မှာပဲမူတည်ကြောင်းနဲ့ရုပ်ောက်ပွဲလောက်တာပဲဖြစ်ဖြစ်ငញ្ញိုင်းဖိုရန်ထက်လောက်တာဖြစ်ဖြစ်လက်ရှိဖြစ်နေတဲ့ပြိပခါတွေကိုကြော်လွှားနိုင်ဖို့အတွက်ထွက်ပေါက်ရှာတာပဲဖြစ်တယ်လို့သူကဆိုပါတယ်။ဒီဖိုရန်မှာ FPNCC အဖွဲ့ဝင်တွေဖြစ်ကြတဲ့ဝါအဖွဲ့ UWSC မိုင်းလာအဖွဲ့ NDAA SSPP တို့အပါအဝင် DKBA NMSP ADU KNU KNL PC ARB အစရှိတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပေမဲ့စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေတက်ရောက်တာမတွေ့ရပါဘူး။ကရှင်လွတ်လပ်ရေးတပ်မတော် KNU KNL ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကတော့ဒီဖိုရန်ကိုတတ်ဖို့စစ်တပ်က ဖိတ်စာပို့တာမျိုးမကြားမိဘူးလို့ DVV ကိုပြောပါတယ်။ဆက်လက်ပြီးတော့သူကဆွေးနွေးပွဲတွေက ကောင်းမွန်တယ်လို့အုတ်ချုပ်ရေးအတွက်ရုပ်ောက်ပွဲကအရေးကြီးတာမှန်ပေမဲ့ 2008အခြေခံဥပဒေပေါ်လာချိန်မှာနိုင်ငံရေးဆွေးနွေးလို့မရခဲ့တဲ့အတွက်ဒီဥပဒေအောက်မှာငြိမ်းချမ်းရေးဖြစ်လာလိမ့်မယ်လို့မယုံကြည်ကြောင်းပြောပါတယ်။ခုလေးပဲရုပ်ောက်ပွဲပြီးမယ်လွတ်တော်ရှိမယ်လွတ်တော်ဥက္ကဋ္ဌနောက်အဲသူရလည်းခုတက်မတော်ပဲပြန်ဖြစ်လာမှာ။တော့ချစ်တဲ့ချက်ကဥပဒေကြံပြင်းတာမရှိဘူးဆိုလို့ရှင်တော့ ကျွန်တော်တို့အတက်ကတော့ငင်းချမ်းရေးဆိုတာကျွန်တော်တို့ရတိရထက်တဲ့နိုင်ငံရေးရမှငင်းချမ်းရေးရပါကျွန်တော်ရတိရထက်တဲ့နိုင်ငံရေးခွေးရဲလဲရမယ်လို့ကျွန်တော်မယုံကြည်ဘူးဒါကျွန်တော်တဦးတယောက်ရဲ့အမြင်ကျွန်တော်ရဲ့သုံးသပ်ချက်ပါဒီဖိုရမ်မှာအဓိကထားပြီးကြည်ကြဲပြပြန်ပြောခဲ့ကြတဲ့ကိစ္စကရွေးကောက်ပွဲကျင်းပဖို့ပါပြည်သူအများစုရွေးကောက်တင်မြှောက်ထားတဲ့အစိုးရစီကနေအာဏာသိမ်းထားတဲ့စစ်ကောင်ဆောင်ကလည်း ရွေးကောက်ပွဲကိုဒီနှစ်ကုန်နဲ့နောက်နှစ်ဆန်းပိုင်းမှာကျင်းပမယ်လို့ပြောထားပါတယ်။ဝေဖန်သူတွေကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်အောက်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၊ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ARD စတဲ့လူမှုထောက်ခံမှုရတာတဲ့နိုင်ငံရေးပါတီတွေပြန်မပါတာကိုထောက်ပြကြပါဗျ။ငញ្ញိုင်းဖူရန်ကိုတက်ရောက်ခဲ့တဲ့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကုတ်ကိုကြီးကတော့အခုကျင်းပမဲ့ရွေးကောက်ပွဲဟာ အသွင်ကူပြောင်းရေးရွေးကောက်ပွဲဖြစ်တယ်လို့ဆိုပါရတယ်။အဲတော့ရွေးကောက်ပွဲဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့အနာဂတ်ရဲ့ဝယ်ဝင်ခြင်းသုံးတဲ့ပုံစံပေါ်လာမယ်။ရင်းနှီးဖြစ်စဉ်ကိုရွေးကောက်ပွဲအလွန်ဆက်လက်ဆောင်ရွက်တဲ့အခါမှာတက္ကသိုလ်ကကိုယ်ဦးစီးချုပ်တယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်တာမဟုတ်တော့ဘဲနဲ့ကျေတက်တဲ့ကျန်တာပုံစံဖြစ်လို့ဒါကြောင့်မလို့ရွေးကောက်ပွဲဟာ transitional election ဆိုတော့အတူကူပြောင်းကြီးရွေးကောက်ပွဲ ဖြစ်တယ်လို့ကျွန်တော်တို့ခံယူတာဖြစ်ပါတယ်။ဒီချက်တွေနဲ့ကျွန်တော်တို့ကြည်ကြည်ပြတ်ပြွှင်ပြီးခဲ့တော့ဒါအပြင်ရုပ်ောက်ဝယ်ပြုလုပ်မဲ့ဒေသနဲ့ရုပ်ောက်ဝယ်ပြုလုပ်မဲ့ကာလတွေမှာ6လဒါမှမဟုတ်တစ်နှစ်လောက်စစ်မှုထမ်းစင်ရင်ကောက်တာကိုခဏရထားဖို့ကိုလည်းအကြံပြုခဲ့ကြအောင်ပါဝင်ထိုက်သူများအစုအဖွဲ့ကဒေါင်းညိုသိန်းကပြောပါရယ်ဒါပေမဲ့1990ရုပ်ောက်ပွဲတွေက အနိုင်ရခဲ့ပြီး လူမှုထောက်ခံမှုရခဲ့တဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ AFD အထွေထွေအတွင်ရေးမှူးဦးမျိုးကျော်ကတော့2008အောင်မှာကျင်းပမဲ့ရွေးကောက်ပွဲဟာအသူရောင်သာဖြစ်ပြီးတော့အာနာသိန်းကာလာကြာရှည်လာတဲ့စစ်တပ်ကရွေးကောက်ပွဲကိုတုံးပြီးထွက်ပေါက်ရှာတာဖြစ်တယ်လို့သုံးသပ်ပါတယ်ဒီဒီလူငယ်တွေကိုအူတက်ခဲ့ခဲ့တဲ့ဟာကိုခဏရထားပြီးမှရေကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာလုံးနေနေတော့ဒါမှတော့ဖြစ်လာမှာမထင်ဘူးဆိုတော့စစ်တပ်ရဲ့အခန်းကဏ္ဍလုံးဝနေပြီးချော်ချပြရမယ် ီကောင်ရှိကိုလည်းလုံးဝနေပြီးကြောင်းကြောင်းလဲပြမှာပေါ့ဗျ။ကောင်ရှိကိုဖြတ်သိမ်းပြီးတော့ကျွန်တော်တို့အဲအဖြစ်အခုပေါ့နော်အဲ့ဒါကတော့နိုင်ငံမှာရှိနေတဲ့တကယ်စိတ်ဟုတ်တာလေတကယ်ဒီကြောအခုချိန်မှာနေပြီးတော့မှန်ရဲ့ policy တွေများလာပြီတကယ်အလုံးလုံးနေတဲ့လူတကယ်နိုင်ငံပေါ်မှာစေနာရှိပြီးတော့ပြည်သူတွေနဲ့ဆက်တူကြတဲ့လူတွေပါလာဖို့လိုရကြအခုက lobby office နဲ့နေပြီးလုပ်နေတယ်လို့ပြောရမှာပေါ့ဒါအပြင်အခုညဉ့်ညဉ့်ဖိုရမ်ကိုတက်ရောက်လာတဲ့အဖွဲ့အစည်းတွေက စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်နေတာမဟုတ်ပဲတော်လှန်ရေးပုံပြတ်တဲ့အုပ်စုဖြစ်ပြီးတကယ်တိုက်နေတဲ့သူတွေနဲ့မဆွေးနွေးပဲငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့လည်းသူကဆိုပါတယ်အခုကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးဖိုရမ်ကိုစစ်တပ်နဲ့တိုက်ပွဲဖြစ်တာမရှိတဲ့တိုင်းသားလက်နက်ကိုင်တွေနိုင်ငံရေးပါတီတွေအပြင်နိုင်ငံတချို့ကပညာရှင်တွေစစ်တပ်နဲ့နှိစက်တဲ့အဖွဲ့တွေအပါအဝင်လူပုဂ္ဂိုလ်250ကျော်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်စစ်ကောင်စီတပ်ကတော့တိုင်းသားလက်နက်ကိုင်တွေကို လက်နက်စွန့်ပြီးညဉ့်ညံရေးဆွေးနွေးကြမယ်လို့အချင်းချင်းဖိတ်ခေါ်နေသလို2025ခုနှစ်ဒီဇင်ဘာမှာ2008ဖွဲ့စည်းပုံအောက်ကနေယူကောက်ွယ်ကျင်းပမယ်လို့ပြောထားပါတယ်ကျွန်တော်စိုးသူအောင်ပါညညရေးနေငိမ့်ချမ်းရေးဖော်ဆောင်မှုညနေရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရှာပြေ